ရှင်ဘုရားတို့လူတယောက်အသက်တိုမယ်လို့ဗေဒင်ကင်းကထွက်လာလို့ရှင်အဲ့ဒီပုဂ္ဂိုလ်အသက်ရှိအောင်လုပ်တဲ့ဤရှင်ဘုရားတို့မှာရှိလားလို့ဘုန်းကြီးတွေကအဲ့လိုမေးတာနော်သူတို့မပြောဘဲနဲ့အဲ့လိုမေးတာအဲ့လိုမေးပြီးတော့အာရှိတယ်ပေါ့စာပေမှာလာတယ်ပေါ့ပြည့်ကမှာဘလို့လောက်တာလို့ဆိုအာမြတ်စွာဘုရားဟောထားတဲ့အသက်ရှိကြောင်းတရားဆိုတာရှိတယ်လေလေအဲ့ဒါအဲ့ဒါလို့ရင်အသက်ရှိမှာပေါ့လို့နော်ဒါရှိတယ်လေအဲအဲ့ဒီထက်မှပြောတာနော် အဲ့ဒါတော့ရေစီစေးကြောင်းအဟောင်းပြုပြင်ပြင်ဆင်အထဆိုတာလင်္ကာလေးကိုမကတိဝမှာမနက်ဆရာတော်ကြီးလည်းရေးတယ်နော်အဲ့ဒါသူကသူတို့ပြောတာတော့အဲ့ဒါပါပဲရေစစ်လှူရမယ်တဲ့နော်ရေစစ်စေးတဲ့စေးပစ္စည်းတဲ့ကြောင်းနဲ့ကြောင်းဆောင်ရမယ်အဟောင်းပြုပြင်နဲ့အဟောင်းဆိုတာဈေးဒီဟောင်းဈေးရဟောင်းလမ်းဟောင်းတရာဟောင်းဟိုအများသုံးတဲ့ပစ္စည်းပြောတာနော်ကိုယ်ရင်ငါပြောတာမဟုတ်ဘူးအဟောင်းအဟောင်းဆိုတော့အင်္ဂါတွေသွားမပြင်နဲ့အများသုံးတဲ့အဟောင်း နော်အဲ့ဒါတွေကိုပြုပြင်ရမယ်နော်ရေစစ်စေးကြောင့်အဟောင်းပြုပြင် ပြင်စင်အထတဲ့ပြင်စင်ငါသီလနဲ့အထင်ငါသီလစောင့်ရမယ်တဲ့အဲတကုတ်ကူပေါ့အဲ့ဒါကသူတို့ငါးပါးသီလဆိုတာနေတိုင်းလောက်ရမှာလေအထင်ငါဆိုတာဥပုံနေစောင့်ရမှာလေငါးပါးသီလလည်းထင်းရမယ်ဥပုံနေကြရင်လည်းဥပုံလည်းစောင့်ရမှာပေါ့အဲ့ဒီငါးမျိုးနော်နော်ဟုတ်တယ်မလားရေစစ်စေးကြောင့်အဟောင်းပြုပြင်ပြင်စင်အထကနှစ်ခုပေါင်းရမှာ နော်ပြင်စင်ကသီလကနေတဲ့ဆောင်းအောင်မဲ့သီလသူကသီလကိုပြောတာပါပဲနေစင်ဆောင်းအောင်မဲ့သီလနဲ့ဥပုံနေဆောင်းအောင်မဲ့သီလလေအထဆိုတာဥပုံနေဆောင်းအောင်မဲ့သီလအဲ့ဒါလုံးလို့ရှိရင်တဲ့အသက်ရှိပါတယ်စာမလာတယ်ဆိုပြီးတော့ပြောတော့အဲ့ဒီဘုန်းကြီးတွေပြောတဲ့အတိုင်းပဲသူအုပ်ချုပ်တဲ့အတိုင်းပြည်တွင်းမှာရှိတဲ့ဇေဒီဟောင်းကျောင်းဟောင်းဇေယဟောင်းလမ်းဟောင်းတရဟောင်းတွေအကုန်လုံးလိုက်ပြင်တယ်တန်ဃာတော်တွေအကုန်လုံးကိုလည်းပဲ ရေစည်လည်းလှူတယ်เนาะဆေးဝါးတွေလည်းလှူတယ်เนาะရေစည်စည်ကြောင်ဟောပြပြเนาะကြောင်လည်းဆောက်လှူတယ်အဲ့ဒီဝသဘာမင်းကနှစ်40เนาะနန်းစံတဲ့42နှစ်လားမသိဘူးအလောက်ရှိအောင်ရှည်သွားတယ်เนาะဘေဒင်က72နှစ်လို့ဟောထားတာအဲ့ဒီနီးရှိတယ်အဲ့တော့အဲ့ဓာတွေကဟိုစာပေမှာလည်းပဲလာတယ်အဲ့ဒါဘာတော့လို့ကြည်လိုက်လို့ရှိရင်ကံကဥပ္ပထံပကကံလို့ခေါ်တယ် ငါတို့အသက်ရှင်နေတာကဥပဋ္ဌာမကကံနဲ့အသက်ရှင်တာအဲ့ဒါကိုသိမှာနော်လူဖြစ်အောင်လုပ်ပေးလိုက်တဲ့ကံကိုဇဏကကံလို့ခေါ်တယ်။ तू ကလူဖြစ်အောင်ပို့လိုက်တာပဲရှိတယ်။သူတာဝန်ကပြီးပြီ။လူဖြစ်သွားရင်ပြီးပြီ။အဲ့ဒီဖြစ်တဲ့လူလေးဆက်ပြီးတော့အသက်ရှင်ဖို့ထောက်တဲ့ကံကိုဥပဋ္ဌာမကကံလို့ခေါ်တယ်။အဲ့ဒီငါတို့ခုသက်ရှင်နေတာဥပဋ္ဌာမကကံနဲ့သက်ရှင်နေတာ။ကုသိုလ်ကံထောက်တာရှိတယ်အကုသိုလ်ကံထောက်တာရှိတယ်။တို့ကနော်။ကုသိုလ်ကံထောက်လို့အသက် ရှင်ရလို့ရှိရင်ချမ်းချမ်းသာသာနဲ့အသက်ရှင်ရတယ်။အကုသိုလ်ကံရဲ့အထောက်အပံ့နဲ့အသက်ရှင်ရလို့ရှိရင်စင်စင်ရဲနဲ့အသက်ရှင်ရတယ်လို့ဒီလိုလာတာလေ။လူမှလည်းပဲစင်ရဲတဲ့လက်ချမ်းသာတဲ့လက်ရှိတယ်လေ။အဲ့ဒါစင်ရဲတာကအကုသိုလ်ကံထောက်လို့။เนาะချမ်းချမ်းသာသာနဲ့ဘာမှယောဂလည်းမပြုဘူးဘာပြောသနာမှလည်းမပြုဘူးစားလို့ကောင်းတောင်းလို့ကောင်းအိတ်လို့ကောင်းဆိုရင်အဲ့ဒါကုသိုလ်ကံထောက်လည်းရှိတာเนาะ။အဲတကူကူယောဂဆွဲကနေပြီးဘေးရန်နေဖြစ်နေပြီးပြဿနာတွေဖြစ်နေပြီးလက်စိတ်တွေရှုပ်ပြီးအုံနောက်တွေချောင်းနေပြီးဆိုရင်အဲ့ဒါအကုသကံထောက်တယ်လို့ခေါ်တယ်အကုသကံဝင်လာလားနော် အဲ့တော့ကိုလောက်ခဲ့တဲ့အကုသကအကုသကလည်းထောက်တာအခုဥဝဒရအတွက်သွန်ဒါနာကုသိုလ်ပြုပေးတာကအဲ့ဒီဥဝဒရမှာအဲ့ဒီအကုသကဝင်မထောက်နိုင်အောင်လို့ဒီအကုသကလည်းပိတ်ထားတာနော်ဥကုသအကုသကလည်းထောက်ပြီးဘေးကနေပိတ်ထားတာနော်ကိုသူကတစ်ခုပေးရင်တစ်ခုပေးလို့မရဘူးကုသကံကျိုးပေးနေတယ်အကုသကဝင်လို့မရဘူးအကုသကံကျိုးပေးနေတယ်ကုသကံဝင်လို့မရဘူးအဲ့အဲ့တော့အဲ့တော့သူ့ကိုအကုသကဝင်မလာအောင်သွန်ဒါနာကုသိုလ်နဲ့ထောက်တာနော်ကာကွယ်တာပေါ့ ဲ့ဒါရှိတယ်အဲ့အဲ့ဒါကြောင့်မလို့ဟောအသက်ရှိချောင်းဆိုတာဟိုဖရာဟောတရားမှာရှိတယ်အဲ့ဒါအသက်ရှိဖို့တွေ့နော်ဒါတော့အဲ့ဒါတော့တခါကြည့်ကြအောင်တို့ဒီဆွန်းကိုလှူလိုက်တဲ့အတွက်ဥောတရဘလို့လုပ်ပြီးတော့အသက်ရှိမှလဲနော်ဒီလိုကြည့်ရအောင်ပါလေဒီလှူလိုက်တဲ့ပစ္စည်းကအသက်ကို ရှည်စေတတ်တဲ့တတ္တိရှိတယ်မြတ်စွာဘုရားအဲ့လိုဟောတယ်နော်အာဟာရလေ လူဟာအာဟာရမိဝဲရမှာအသက်ရှိတာကိုအာဟာရမမိဝဲရရင်အသက်မရှိဘူးလေအဲ့တော့ဒီပရိယတိသာသနာတက်ကဲ့သို့သံဃာတော်အပါ၄00ကိုယခုရှိပြီးသားအသက်ကလေးရှေ့ဆက်ပြီးတော့ရှေ့အောင်ဆိုပြီးတော့အာဟာရနဲ့ထောက်ပေးလိုက်တာကိုနင်တို့လူတဲ့ဆွန်လေးက9ရက်တာအာဟာရတာထောက်ပေးမှာလေဟုတ်လားသမေသက်9ရက်လို့ပြောတာကို9ရက်အတွင်းကတော့ဖြစ်ရင်ဒီပြင်ဟာကြောင့်သိရင်သိမယ်အစာမစားရလို့သိတယ်ဆိုတော့မဖြစ်နိုင်တော့ဘူးလေ ဒါနေတော့လူထားလိုက်တဲ့လွယ်တော့နော်ဒီပြင်ကတော့သူအဆုသူရှင်ဘာမှမတတ်နိုင်ဘူးလေမစားလို့မသေးတော့မဖြစ်နိုင်တော့ဘူးလေဒီခုနှစ်ရက်အတွက်မသေးတော့ဘူးအဲ့ဒါငါတို့လှူလိုက်တဲ့စွမ်းလေးကအဲ့ဒီလိုလေးဟာဒီတန်ဃာတော်အပန်း၄၀၀ရဲ့အသက်ကို ထောက်ပြီးဟာအဲ့လိုအသက်ကိုထောက်ပြီးတဲ့စွမ်းကိုလှူတာဖြစ်တဲ့အတွေ့အဲ့ဒီကံကဒီပစ္စုပန်ခုဒီဘဝမှာတဲ့အကျိုးပေးမယ်ဆိုရင်ဒါဥဝဒရအသက်ရှိခြင်းဆိုတာကိုသူထောက်နိုင်တယ်ဒီကံက နော်ထောက်နိုင်တယ်နင်းတို့လှူတဲ့လူကိုလည်းထောက်နိုင်တယ်သူ့ကိုလည်းထောက်နိုင်တယ်ဘာလို့လဲဆိုတော့သူ့ရည်စူးပြီးလှူတာကိုသူ့ရည်စူးတော့သူ့လည်းထောက်နိုင်တယ်နင်းတို့လည်းထောက်နိုင်တယ်လေအဲ့ဒါလည်းပဲကံပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့အသက်ကိုရှည်စီတတ်တယ်ဆိုတာတွေကိုလိုက်ပြီးတော့ကြည့်တော့ခုနတုန်းက၅ပါးသီလနဲ့၈ပါးသီလသီလကိုထည့်ထားသီလကိုထည့်ထားတဲ့အခါကျတော့အဲ့ဒီသီလထဲမှာပါဏတိပါဒသူများအသက်အသက်ချင်းမှရှောင်နေဆိုတာကလည်းပဲ သူကလည်းပဲဆုံးလို့တယ်လို့ပဲအလှပဲဒါနပေါ့သီလဆိုပေမဲ့လို့သူကလည်းဒါနတစ်မျိုးပဲနော်သီလတော့သီလပေါ့တော့ဒါနတစ်မျိုးလို့ဆိုတာကသူများအသက်မတတ်ဘူးဆိုကြတဲ့ကအဲ့ဒီတတ္တဝါတွေရဲ့အသက်ကိုကိုကလှူလိုက်ပြီးသားလေဇီဝိတ္တဒါနနော်ကိုကြောင့်တော့တို့မသေးတော့ဘူးလေကိုကသမမတတ်ပဲနဲ့ကိုကမတတ်ရင်တို့ကိုကြောင့်မသေးတော့ဘူးလေကိုကြောင့်မသေးဘူးဆိုရင်တို့ရှိနေတဲ့အသက်ကလေးရှေ့ဆက်ပြီးရှေ့အောင်ကိုကလှူလိုက်တာလေအဲ့သူကလည်းဒါနတစ်မျိုးပဲလေအဲ့ဒါကြောင့်မလို့ဇီဝိတ္တဒါနဆိုတာအဲ့ဒါပြောတာ နော်ဇီဝိတဒါနာဟိုတုန်းကငါးလေးလွတ်ကြတယ်မလားလို့နှစ်ဆန်းတရမှာသိကြမှာလေဒီငါးလေးရာဒေမငါးလေးလေဒေမငါးလေးအသက်ခံရမယ့်ငါးလေးကိုအသက်မခံရအောင်ရေထဲပြန်လွတ်ပေးလိုက်တာဆိုတော့ဒါဇီဝိတဒါနာသူ့အသက်လေးရှေ့ဆက်ပြီးရှေ့အောင်လို့လွတ်ပေးလိုက်တာလေအဲ့ဒါဇီဝိတဒါနာအဲ့တော့ပါဏတိပါဒတိလကိုစောင့်ထိမ့်မယ်ဆိုရင်လည်းပဲတဲ့အဲ့ဒါကလည်းပဲအသက်ကိုရှေ့စေတတ်တဲ့ကံပဲတဲ့အသက်ကိုလှူတာလေးသူကအဲ့တော့ဥဝဒရအသက်ရှေ့အောင်လို့ အဲ့ဒီသီလခုနတော့ကဝတ္တပမင်းမပြောတဲ့ဟောတဲ့ထက်မှသီလပါတယ်အဲ့ဒီသီလကလည်းပဲအသက်ကို ရှည်စေတတ်တဲ့တရားဓမ္မတစ်ခုအဲ့ဒါကြောင့်အရာလေးကိုစောင့်ထင်းရင်လည်းပဲအသက်ရှည်တဲ့အကျိုးကိုရတယ်လို့အဲ့ဒီလိုလေးမှတ်ရတယ်မြတ်စွာဘုရားကဟိုရစ်မှုဆိုတဲ့တဏှာမှာအဲ့ဒီသီလကိုလည်းပဲရစ်မှုဆိုတယ်လို့ဘုရားအထက်တယ်ဟိုဘုရားလက်ထက်တုန်းကအကောင်မလောင်တွေတတ်ပြီးတော့ရစ်မှုဆိုတာရှိတယ် ခခုနကောင်ကပုံလားတွေလက်ချက်ပါပဲအဲ့ဒီကောင်တွေသူတို့တမင်္ဂလာသူတို့စားအောင်လုပ်တာအဲ့ဒီကနေပြောအဲ့ဒါကြီးကစွဲနေတဲ့ကမြတ်စွာဘုရားကအဲ့ဒီလိုအတ္တတော်၀ါးအသက်ကိုတတ်ပြီးတော့မှရစ်ဘူးဆိုတယ်ဆိုတာဟာနိလမကြပါဘူးအသက်ရှိဘူးဆိုတာလည်းပဲမဖြစ်နိုင်ပါဘူးတကယ်လို့အသက်ရှိစဉ်ချင်းလို့ရှိရင်အဲ့ဒီတတ်တော်၀ါးတွေမတတ်ဖဲနဲ့ဒီပင်ပစ္စည်းနဲ့ဟုတ်လားစားစရာတောက်စရာနဲ့လှူပြီးတော့ရစ်ဘူးဆိုရင်လည်းရတယ်ဆိုပြီးတော့ လူများအသက်တက်ပြီးတော့ရေပူစော်တဲ့ဒလိထုံးစံကြီးကိုဖះကပယ်ခဲ့တယ်။မုံမောင်မြတ်မြတ်စားစီရတောက်စီရလက်ဆောင်ပစ္စည်းတွေနဲ့ပူစော်ပါ။ရေပူစော်ဆိုတာလှူတာပါပဲ။နော်လှူတာပါပဲ။လှူတာပါပဲ။အဲ့ဒါကြောင့်မလို့ဖះကအဲ့ဒီလိုဟောခဲ့တယ်။အဲ့တော့တတဝါတွေကိုမတတ်ဖဲနဲ့လှွတ်လိုက်တယ်။လှွတ်လို့ရှိရင်အဲ့ဒီလှွတ်လိုက်တာဒီပင်လျင်တဲ့ဖះကပူစော်ရရောက်ပါတယ်။တော်ဟိုပုံနာကြီးကမေးတာကိုပုံနာကတတ်မလို့ဖမ်းပြီးပြီးစိတ်တင်တိုးတင်နွားတွေဖမ်းပြီးပြီး ုရားတရားဟောလိုက်ဘုရားတရားတော့အဲ့ဒီမတတ်ခင်တော့ဘုရားသွားနာတော့ဘုရားအဲ့ဒါတွေဟောလိုက်တာသူများအသက်တတ်ပြီးတော့ရေပူဇော်တာမဟုတ်ပါဘူးမတတ်ဖဲနဲ့ပူဇော်တာကမှတကယ်ပူဇော်တာပါဆိုတော့သူကမတတ်တော့ဘဲလှုပ်လိုက်တာဟုတ်အဲ့ဒီလှုပ်လိုက်တာသိပြီလေတဲ့ဒါရေပူဇော်တာပဲတဲ့ဘုရားအဲ့လိုပြောတာနော်အဲ့ရေပူဇော်တာပါတဲ့အဲ့ဒါလည်းပဲသူကလှူတာပဲတဲ့အဲ့တော့အဲ့ဒီလိုသူများအသက်ကိုကိုကမတတ်ဘူးဆိုတော့ကိုယ့်အသက်လည်းပဲရှည်တယ်ဆိုတဲ့အကျိုးသူကပြန်ပေးတာပါပဲကံရဲ့သဘောကအဲ့ဒီလိုပါပဲ နော်ကံကံကံတွေကိုကြည့်လိုက်ရင်အဲ့ဒီလိုပါပဲဟုတ်လားအာရိဏဒါနကံဆိုတာလည်းပဲဒီတိုင်းပါပဲသူတစ်ပါးဆင်းရဲဒုက္ခရောက်အောင်မလုပ်တာလေအဲသူမပစ္စည်းခိုးလို့ချင်းခိုးတဲ့သူကပစ္စည်းရလို့ဝန်တန်ဟိုခုတ်ခါရတဲ့သူကစိတ်စိတ်ညစ်ပြီးကြံရခဲ့တာပေါ့ဒုက္ခရောက်ကြံရခဲ့တာဟုတ်တယ်မလားအဲ့တော့သူတစ်ပါးဒုက္ခရောက်အောင်လုပ်တာလေစိတ်ဆင်းရဲအောင်လုပ်တာလေမခိုးဘူးဆိုတော့သူတစ်ပါးစိတ်ဆင်းရဲအောင်ဒုက္ခရောက်အောင်မလုပ်တော့ဘူးလေသူတစ်ပါးစိတ်ချမ်းသာတာပါသူတစ်ပါးကိုစိတ်ချမ်းသာမှုပေးတယ်လို့အဲ့ဒီမှာလည်းပဲ အရိနဒါနကိုလည်းပဲပေးတယ်လို့ခေါ်တာဘုရားနော်ပေးတာဘာပေးတာတော့စိတ်ချမ်းသာမှုပေးတာနော်သူပစ္စည်းကိုကမခိုးဘူးဆိုကြတယ်ကိုကသူကကိုယ်နဲ့ပတ်သက်ပြီးတော့ဘာမှကြောက်ကြစိတ်เสียမလို့တော့ဘူးဟုတ်လားဟိုကငါမင်းတို့အိမ်လာတော့ကငါမခိုးတတ်ဘူးဆိုလို့ရှိရင်ငါလာတဲ့တော့မင်းတို့တော့ခတ်เสียမလို့ဘူးဟုတ်တယ်မလားဟုတ်တယ်လေအဲအဲ့ဒါစိတ်ချမ်းသာမှုပေးတာလေသူကစိတ်ချမ်းသာမှုပေးတာနော်ကာမိတ္တမိစ္ဆာစာရလည်းဒီတိုင်းပဲစိတ်ချမ်းသာမှုပေးတာနော် ငါသူမြတ်သားမရမပြမဘူးဆိုကြတဲ့ကောကသူနဲ့ပတ်သက်ပြီးတော့စိတ်ချရပြီလေအဲအဲ့ဒါစိတ်ချမ်းသာမှုပေးတာအဲ့ဒါကြောင့်မို့လို့ဟောတိလဆိုတာကလည်းပဲပေးတာပါပဲသူတို့ဘာစိတ်ချမ်းသာအောင်ချမ်းသာဒုက္ခပေးတာနော်ချမ်းသာဒုက္ခပေးတာချမ်းသာဒုက္ခပေးတဲ့အတွက်ချမ်းသာခြင်းဆိုတဲ့အကျိုးကိုရတာ